ပြည်တွင်းလောက်ခတွင်းမြင်ပေးဖို့ဆန္ဒပြတောင်းဆိုတဲ့ဆက်ရော့အများစုမှာတရက်လောက်ခကျက်12000နီးပါးလုံးနဲ့ပြည်လေခဲ့တယ်လို့ဖြစ်စဉ်မှတ်တမ်းတွေအရာသိရပါတယ်။ပြည်တွင်းရှိဆက်ရုံတွေမှာလောက်ခတွင်းမြင်ပေးဖို့ဆန္ဒပြတောင်းဆိုရတဲ့ဇက်တိုက်ရှိနေတာနှစ်ဖက်ညီနိုင်ပြီးပြည်လေတော်တဲ့တိုးတက်မှုတွေရှိလာတယ်လို့အလို့သမားအရေးလှုံ့ရှားသူတို့ကဆိုပါတယ်။ ဆက်ရုပ်တချို့မှာအလုံသမားတွေကတရက်လောက်ခကျက်1000ခနဲ့13000ကျက်ပေးဖို့တောင်းဆိုတာတွေရှိနေကြတာဖြစ်ပြီးအဲ့ဒီတဲ့ဖက်ချုပ်တဲ့ချမ်းရည်ဆက်ရုံမှာ12000ကျက်နှုန်းနဲ့သဖောတူညီမှုရရှိခဲ့လို့လောက်ခတိုးပေးဖို့တောင်းဆိုနေတဲ့ဆက်ရုံတွေထဲမှာအမြင့်ဆုံးလောက်ခပြောင်းလဲမှုမှတ်တမ်းဝင်ခဲ့ပါတယ်။အလားတူပဲလောက်ခတိုးမြင့်ပေးဖို့တောင်းဆိုတဲ့ဆက်ရုံတွေစက်တိုက်ရှိလာခဲ့ပြီးအများစုကဒေးကျ1500ကျက်နှုန်းနဲ့ပြီးပြတ်တော့တယ်လို့မှတ်တမ်းတွေအများသိရပါတယ်။ လောက်ခတိုးပေးဖို့ဆန္ဒပြတောင်းဆိုတာတွေရှိခဲ့ကပြည်လေတော့ခဲ့တဲ့စက်ရုံတချို့တဲ့တရက်လောက်ခတထောင်သုံးထောင်ချက်တောင်းခဲ့တဲ့ GTIG2 နဲ့ GTIG1 အထည်ချုပ်စက်ရုံတစ်ခုပါဝင်ခဲ့ပြီးတထောင်၁500ချက်နှုန်းနဲ့သဘောတူညီတော့ခဲ့ပါတယ်စေယုံတချို့မှာ2018ကတည်းကသတ်မှတ်ထားတဲ့အနည်းဆုံးတရက်လောက်ခဒေကျ4800ကျပ် အာနာတင်စစ်ကောင်စီကနဲ့မကြာခင်ကမှခွင့်ပြုလိုက်တဲ့ထောက်ပဲ့ခြင်း၂၀၀၀ကျန်တဲ့လုက္ကိုင်းနေကြရတာဖြစ်ပြီးမလုံလောက်လို့ဆိုကမေလာကုံပိုင်းကနဲ့စပြီးလုက္ခတိုးပေးဖို့စင်ရပြတောင်းဆိုလာကြတာပါလက်ရှိမှာစင်ရပြတောင်းဆိုပြီးညီနိုင်ပြည်လေးတော့တဲ့စက်ယုံတွေရှိတယ်လို့ဇလက်တောင်းဆိုနေစေတဲ့စင်ရပြဖို့ပြင်ဆင်နေတဲ့စက်ယုံတွေရှိနေတယ်လို့အဲ့ဒီလုံငန်းအတိုင်းအဝိုင်းစီကသိရပါရဲ့ရှင် စကိုင်းတိုင်းနာဂဒေတာမှာမေလ24ရက်နေ့ကစတင်ပြီးမေလ31ရက်နေ့အထိမိုးသည်တံစော်လျှော့သွန်းခဲ့တာကြောင့်လေရှိမြို့ပေါ်ကနေအိမ်လေးလုံး MG ရောကနေအိမ်တလုံးပြိုကျခဲ့ကလဲတွေအပြင်နောက်ထပ်နေအိမ်၁၀လုံးထက်မနည်းပျက်စီးခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။မိုးက၈ရက်ဆက်တိုက်တီးထန်စော်လျှော့သွန်းတာကြောင့်အိမ်အောက်ခြေကိုရေတိုက်စားပြီးနေအိမ်ပျက်စီးမှုရှိခဲ့ရာမြေပြိုတာကြောင့်အဓိကလမ်း၃လမ်းနဲ့လမ်းတွေပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။ အဲ့ဒီဒေတာမှာဆေးစုနှစ်မှာတစ်ကြိမ်အခုလိုဖြစ်တက်ပေမဲ့ဒီတစ်ခါကတော့အကြီးမားဆုံးပျက်စီးခဲ့တာပါလို့ဒေတာခန်တယောက်ကပြောပါတယ်မိုးရွာတာကြောင့်နေအိမ်တွေနဲ့လမ်းပေါ်ကိုမြေပြိုကျပြီးတောလာရဲ့ခက်ခဲနေကလမ်းပြူပြင်ပေါ်အတွက်လဲဆက်အကူအညီတွေလိုအပ်နေတယ်လို့သိရပါရဲ့ရှင်။ စစ်ကောင်စီလက်အောက်ခံစားသုံးစီတင်သွင်းတို့လောက်ဖျက်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက2025ခုနှစ်ဇွန်လ2ရက်နေ့ကနေ6ရက်နေ့အထိစောင်းစီရန်ကုန်အထိုင်စေအခြေခံလက်ကားရင်းညွန်းစေတပိတ်တာကိုတက်6330သက်မှတ်ကြေညာခဲ့ပါတယ်အဲ့ဒီဇင်းတို့ကအရင်တရင်ပတ်ဇင်းတို့6525ထက်215ကျက်လောက်ထပ်မံကြာဆင်းလာတာဖြစ်ပါတယ် ကော်မတီရဲ့စာအုပ်စီရင်းညွှန်းစေဟာအခု2025ခုနှစ်ဇန်နဝါရီလကစလို့ဇတိုက်ကျဆင်းလာပြီး9လအတွင်းကျဆင်းမှုက980ချက်အထိရှိခဲ့ပါတယ်။အခုလိုစင်းလုံးကြဆင်းလာရတဲ့အကြောင်းရင်းကအဓိကဝေယူတင်သွင်းနေတဲ့နိုင်ငံတွေရဲ့စောင်းစီစဲဇက်တိုက်ကြဆင်းလာမှုကြောင့်ဖြစ်တယ်လို့ကော်မတီရဲ့ပြောကြားချက်အရသိရပါတယ်။စစ်ကောင်စီဟာဝေယူခွင့်စောင်းနဲ့ရက်ွက်ကြေရောအလိုက်အင်ထောက်စုစင်းရှိသူတွေကိုသာတတ်မှတ်အစင်းနဲ့ရောင်းချပေးနေတာပါ။ မကွေတိုင်းစလင်းမြို့နယ်တွေကစာတင်ကြောင်တစ်ခုကိုစစ်ကောင်စီတပ်ကဇွန်လ3ရက်နေ့လစ်7နာရီခွဲဝန်းကျင်မှာဇက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့လို့စာတင်ကြောင်ဆောင်တွေပျက်စီးခဲ့ပြီးဒေသခံပြည်သူတို့အုပ်သေးဆုံးကတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့စလင်းအခြေဆိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ် ဆွေတီရောမနဲ့ဆွေတီရောတစ်ကစာတင်ကျောင်းတွေကိုချက်ဖိုက်တာနဲ့မုတ်တလုံးစီကျေတော်တဲ့အတွက်စာတင်ကျောင်းဆောင်တွေအပြင်လူနေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့ပြီးအမျိုးသားတဦးသေဆုံးကအမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့စလင်းပါကာဖားရဲ့သတင်းနဲ့ပြည်ချားရေးတာဝန်ခံကိုအောင်ဆန်းကဒီပူပီကိုပြောပါတယ်ဒေတာတွင်တခြားမြို့နယ်တွေမှာလေလေချောင်းတိုက်ခိုက်မှုတွေကြောင့်စာတင်ကျောင်းတွေပိတ်ထားရတဲ့အတွက်ကလင်းငယ်တွေကတော့ဘာမှမဖြစ်ခဲ့ဘူးလို့ဆိုပါတယ် ်လက်ရှိမှာတော့ဘုံကျဲခံရတဲ့အဲ့ဒီကြေော်တွေကဒေသခံပြည်သူတထောင်နေပါဟာနောက်ထပ်ဘုံကျဲတိုက်ခိုက်ခရရမှာကိုစိုးရိမ်တဲ့အတွက်ဘဲလို့ရနေရာတွေကိုထွက်ပြေးတိမ်းချောင်နေကြရတယ်လို့သိရပါရဲ့ရှင် ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့နာမှာဇွန်လ3ရက်နေ့ည8နာရီလောက်ကအင်အားရစ်စတာစကေ6.6အဆင့်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်တော်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။မြေအောက်အနက်10ကီလိုမီတာကိုပဟုပြုလှုပ်ခတ်တာဖြစ်ပြီးငလျင်ဘေးကြောင့်ထိခိုက်ဆုံးရှုံးတာတွေလျော့နေစေဖို့ဆောင်ရွက်ချောင်ရွက်သတိပြုရတွေနဲ့အညီနေထိုင်ကြဖို့ကိုလည်းတတိပေးထားပါတယ်။ ်ဒီကနေ့ဇွန်လ၄ရက်နေ့မနက်အစောပိုင်းနနာရီ58မိနစ်ကလည်းတာစီမြို့ရဲ့အရှိမြောက်ဖက်၈မိုင်လောက်အကွာမြေအောက်အနက်25ကီလိုမီတာကိုမဟုတ်ပြုပြီး NR Richter scale 3.3အဆင့်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့စစ်ကောင်စီဩဇာခံမူလဝတ္ထဌာနကထုတ်ပြန်ထားပါတယ်ရှင် ကရင်ပြည်နယ်မြောက်ပြည်မြို့တောင်ဖက်ကစစ်ကောင်စီရဲ့တေဘောဘိုတက်စခန်းကို KNL KNU နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကဇွန်လ3ရက်နေ့မှာဝင်ရောက်တိုက်ခိုက်တဲ့အချိန်စစ်ကောင်စီတပ်ကလေကြောင်းကနေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကိုမာပြီးဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်စစ်သား30ကျော်သေဆုံးခဲ့တယ်လို့မြေပြင်တော်လေရဲ့တပ်ဖွဲ့တွေစီကသိရပါဗျာ။ YAK 130နဲ့ Winter တိုက်လေရေတွေကိုအသုံးပြုပြီးဇိုလ3ရက်နေ့နေ့လယ်တနားရီကျော်မှာစစ်ကောင်စီတပ်ကဘုံကြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီးတဘောဘူအခြေဆိုင်စခန်းကိုကြားရောက်ခဲ့တဲ့အတွက်စစ်သား30ကျော်တေဆုံးခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ကစစ်ကောင်စီတပ်ကလေကြောင်းပစ်ကိုပေးတဲ့အချိန်လေရင်ဘုံသေးကသူတို့တက်စခန်းပေါ်ကိုကြားရောက်ခဲ့တာလို့မြေပြင်တော်လေရေတပ်ဖွဲ့ဝင်ကပြောပါတယ် ေဘောဘူစခန်းကိုစစ်ကောင်းစီတက်ကမဆုတ်တန်ခန်းစစ်အဖြစ်တိဆောက်ထားတာဖြစ်ပြီးလက်ရှိစခန်းဆုတ်ခေါ်ရချိန်မှာအမှတ်၃ဆင်းနဲ့ချင်းလင်းတန်ရင်ကနေစခန်းထိုင်ထားတာဖြစ်ပါတယ်တဲ့ဘောဘစခန်းကိုတော်လေရဲ့တပ်ဖွဲ့တွေဘက်ကဇွန်လ3ရက်နေ့ည9နာရီလောက်မှာ အပိသက်တင်ပိုက်နိုင်ခဲ့တယ်လို့တော်လေရဲ့တပ်ဖွဲ့ဝင်တွေစီကသိရပါရဲ့ရှင်။ ရခိုင်နဲ့ချင်းပြည်နယ်တွေမှာအခုရပါအတွင်းမိုးအဆက်မပြတ်လျှော့သွန်းတဲ့အတွက်လမ်းပြိုကြတာရင်းစည်းတနာတွေကြောင့်ရခိုင်ကုန်သည်တွေဟာလမ်းမပိတ်ဆို့နေကြပြီးရခိုင်ကအေးအေးထိမ့်ချုပ်မြို့နယ်တွေမှာကုန်စည်နှုန်းတွေမြင့်တက်နေလို့ဒေတာခန့်တွေစီကသိရပါတယ်။ ရခိုင်နဲ့ချင်းပြည်နယ်မှာမေလ25ရက်နေ့ကတည်းကမိုးအဆက်မပြတ်လျှော်သွန်းတဲ့အတွက်လောက်တလိုင်းနဲ့ပလဲဝော့လဲချောင်းမှာတောင်ပြိုကြတာကလတဲမြင့်ချောင်းမှာရေစီးတက်တာတွေကြောင့်ရခိုင်ကုန်းတေရာနဲ့ချီပြီးလမ်းမပိတ်ဆို့နေတာတွေကြောင့်ကုန်းစင်းနှုတ်တွေနှစ်ဆနီးပါးမြင့်တက်တော်တယ်လို့မရာဦးမြို့နယ်ကကုန်းတေတယောက်ကပြောပါတယ် ရခိုင်ပြည်နယ်က AA ထိန်ချုပ်မြို့နယ်တွေမှာပြီးခဲ့တဲ့အပတ်ကမုံမယော်ခင်ကစာသုံးစီတလီတာကိုကျက်ငွေ6ထောင်၊ကျက်သွန်တလီတာကိုကျက်ငွေ6ထောင်၊ငရုတ်သီးတစ်ပိတ်တာကိုကျက်ငွေ2ထောင်၊ဆက်သုံးစီတလီတာကိုကျက်ငွေ8ထောင်ရှိခဲ့ပါတယ်။ အခုအပတ်မှာတော့စာသုံးစီတလီတာကိုကျန်ငွေ13000ကျက်သွန်တပိတ်တာကိုကျံငွေ18000မြုပ်သည်တပိတ်တာကိုကျံငွေ28000စီတလီတာကိုကျံငွေ14000အထိဈေးနှုန်းမြင့်တက်တော့ပြီးတခြားကုန်စီတွေဟာလည်းအနည်းဆုံးကျံငွေ9000လောက်ဈေးနှုန်းမြင့်တက်တော့လို့သိရပါရဲ့ရှင် စကိုင်းတိုင်းတစင်းမြို့နယ်မှာစစ်ကြောင်းထိုးဖို့ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဇော်လာနေရက်နဲ့မနက်အစောပိုင်း9နာရီဝန်းကျင်မှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့တစင်းအခြေစိုက်ပြည်သူလူမျိုးရေးထံမတော် PLAC ကသိရပါတယ်။အတော်ရော်မှာအထိုင်ချနေတဲ့စစ်ကောင်စီတပ်ကတေကုန်းရော်ဘက်ကိုစစ်ကြောင်းထိုးလာတယ်လို့ကြိုတင်သတင်းရတဲ့အတွက်တစင်းမြို့ရဲ့အချက်တောင်ဖက်9မိုင်အကွာလမ်းကနေစောက်ကြိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ကစင်မြို့နယ်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိနှစ်ပွင့်ဗိုလ်အပါအဝင်၈ယောက်တေဆုံးတာကိုမျက်မြင်တွေ့ခဲ့ရပြီးလက်နက်ခရမ်းတွေလည်းတင်းစီရရှိခဲ့တယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်တိုက်ခိုက်မှုအတွင်းကနေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ခပိုင်တနက်နယ်လက်ကြီးစံတချို့နဲ့စစ်အုံအဆောင်ပစ္စည်းတွေကိုတင်းစီရရှိခဲ့တယ်လို့ဆိုပါရယ် တိုက်ပွဲဖြစ်ပေါ်ခြင်း15မိနစ်လောက်သာကြာမြင့်ခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကအထိနာတဲ့အတွက်အထိုင်စခန်းရှိတဲ့အတော်ရော်ဘက်ကပြန်ဆုတ်တော်ကြတယ်လို့သိရပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုမြို့နယ်ဟန်နာကျေော်အုပ်စုမှရှမ်းပြည်တူတဲရဲပါတီ SSPP နဲ့ကိုကန်တန် MDA တို့ပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက်မှာနှစ်ဖက်တပ်တွေအင်အားတိုးပြီးစစ်ရင်တင်းမာနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။ ဇွန်လ၁ရက်နေ့ကနားလိုက်ကျော်အနောက်ဖက်ရော့အထရလန်မှာ SSPB နဲ့ကိုကက်တပ်တွေပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက်နှစ်ဖက်တပ်တွေအင်အားတိုးထပြီးစစ်ရေးတင်းမာနေတဲ့အခြေအနေကိုရောက်နေတယ်လို့ဆိုပါတယ်။ရှမ်းအဖွဲ့ကလည်းဟင်းလွတ်ဘက်တကြောကိုအင်အားဖြစ်တင်နေပြီးကိုကက်ဘက်ကလည်းဟန်နာကနေ နားလိုက်အထည်ပြတ်ဆုပ်ကခံစစ်ပြင်ဆင်နေတယ်လို့ဟန်နာရော်ခန်းက TVB ကိုပြောပါတယ်။ ပြီးကြတဲ့လကစပြီး SSPP နဲ့ကိုကန့်တက်တွေတီဘောမျိုးနေတွေကနေနမရော်မနေမြင်အငင်းပေါ်ရကနေနဖက်တင်းမာနေတာဖြစ်ပါတယ်။ဇွန်လတရက်နေ့ ပြစ်ခတ်မှုတွေကြောင့်နားလိုက်ဟန်နာဟိန်လွန်းနဲ့ကောင်းကော်ဂျီယော်တွေကဒေတာခန့်တွေထွက်ပြေးတင်းလျှောက်နေကြရတယ်လို့သိရပါရဲ့ရှင်။ စစ်ကောင်စီက AOD တိုင်းမှာမင်းစင်းကောက်ယူတဲ့နေရာမှာကုညီဖို့အတွက်စစ်ကောင်စီလက်အောက်ခဲပညာရေးဝန်ထမ်းတွေကိုစတင်စီရင်ကောက်ယူနေလို့ပညာရေးဝန်ထမ်းတွေကပြောပါတယ်ရွေးကောက်ပွဲကျင်းပနိုင်ဖို့မင်းစင်းကောက်ရွေးလုပ်ငန်းမှာပါဝင်လှုပ်ဆောင်ဖို့အတွက်ဆိုကစစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့တွေကစစ်ကောင်စီလက်အောက်ခံပညာရေးဝန်ထမ်းတွေရဲ့အမိတွေကိုစာတင်ကြောင်တကြောင်ကိုနှစ်ယောက်နှုံးနဲ့ဇွန်လ၂ရက်နေ့ကနေစတင်စီရင်ကောက်ယူနေတယ်လို့ဆိုပါတယ် ။လာမယ့်2026ခုနှစ်အစမှာရွေးကောက်ပွဲလုပ်တော့မှာဖြစ်တဲ့အတွက်တတိုင်းလုံးမှာထွေအုပ်ကစည်းရဲတွေနဲ့အုပ်ကြီးတွေကစည်းရဲကောက်ယူပေးနေရဲလို့ပသိမ်ကပညာရေးဝန်ထမ်းတယောက်ကပြောပါတယ်။စကောင်းစီကရွေးကောက်ပွဲမင်းစင်းကောက်ယူဖို့အတွက်အထက်တန်းပြအလေတန်းပြနဲ့မူလာတန်းပြပညာရေးဝန်ထမ်းတွေကိုစည်ရင်းယူရမှာစစ်တပ်ထောက်ခံသူနဲ့ကျက်ခိုင်ရေးပါတီဝင်ပညာရေးဝန်ထမ်းတွေကိုသာအဓိကထားစည်ရင်းကောက်နေလို့ပညာရေးဝန်ထမ်းတွေကတဆင့်သိရပါရဲ့ရှင်